ကရင်ပြည်နယ်မြောက်ရီမြို့ကကြားဖြတ်ငွေလိမ်လုပ်ငန်းတွေမှာလုကင်ခဲကြတဲ့အီသီယိုးပီးယားနိုင်ငံသား49ယောက်ကိုမဲဆောက်ကတဆင်မိခင်တိုင်းပြည်စီဂျွန်လ23ရက်နေ့ကပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်မောင်တူးတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါမြောက်ရီမြို့နယ်ကကြားဖြတ်ဝန်ထမ်းအီသီယိုးပီးယားနိုင်ငံသားအမျိုးသား49ဦးကိုတရားအမှတ်နှစ်ကတဆင်မဲဆောက်ဖက် ပြန်လွှဲပေးလိုက်တာပါဟုတ်တယ်ဟုတ်မဟုတ်ဟုတ်ပြီလားအမ်ပေါ်ကျေးဇူးပါ how do you feel today today feeling is very good အခုလိုပြန်လှုပ်ပေးလို့ဝမ်းသာကြောင်း VGF ကင်းနေကြသောတက်ပါဝင်အပြန်ခီးလန်းကူညီပေးခဲ့ကြသူတိုင်းကိုကျေးဇူးတင်ကြောင်းအီသီယိုးပီးယားနိုင်ငံသားကအင်္ဂလိပ်ဘာသာနဲ့ပြောသွားတာပါ VGF တက်ဖက်ကတော့ဖန်ထားသူတွေကိုပြန်လှုပ်ပေးတာအကုန်လုံးရှိလာနေပြီမို့နောက်ထပ်ဒုတိယအကြိမ်ကြားဖြန့်ဖန်စီစတော့မယ်လို့ဆိုပါတယ်ဒုတိယအတော့မှာကျွန်တော်တို့ဘလိုပုံစံမျိုးနဲ့ ဆက်ပြီးတော့သွားမလဲဆိုတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီကြားဖြတ်လုပ်ငန်းဒီနှိမ်နှင်းရေးလုပ်ငန်းပေါ့နော်ပြန်ပို့ရေးလုပ်ငန်းကိုကျွန်တော်တို့ကတော့လုံးဝအရက်တန့်ခြင်းမရှိဘူးကျွန်တော်တို့အဲဆိုတော့အဲ့ကနေပြီးအဲ့တိုင်းပဲကျွန်တော်တို့ကတွန်းပြီးတော့ဆက်သွားလိုက်မှာပေါ့နော်ဒါတော့ကြိုက်တဲ့အချိန်ကျွန်တော်ကိုဟိုကျွန်တော်အားတဲ့အချိန်ကျွန်တော်ဖြည့်ပေးပါမယ်မီဒီယာတွေအနေနဲ့ကလည်းကျွန်တော်ကိုတိလို့ရရှိလို့ရှိရင်ကြိုက်တဲ့အချိန်အဆက်အသွယ်ပြန်ပေးနိုင်ပါတယ် အခုရက်ပိုင်းမှာပဲကြားဖြန့်နိုင်ငံသား9ဦးထပ်မံဖမ်းဆီးရမိကြောင်းစစ်ကောင်စီသတင်းစာတွေမှာလည်းဖော်ပြနေပါတယ်မြောက်ရီမှာဘီရဲကကြားဖြန့်ကိုစတင်နေနှင်းခဲ့တယ်2025ဖေဖော်ဝါရီလဆန်းကစဂျွန်လ23ရက်နေ့အထိ နိုင်ငံ25နိုင်ငံကလူရောက်9141ဦးကိုဖမ်းထားပြီး8955ဦးပြန်ပို့ခဲ့ပြီးဖြစ်တာမို့186ဦးပြန်ပို့ဖို့ကြံနေပါသေးတယ်ခင်ဗျာ ကျွန်တော်မောင်တူပါ